ကိုင်းတိုင်းစလင်းကြီးမြို့နယ်အတွင်းမှာရှိတဲ့တရုတ်ပိုင်ကုမ္ပဏီဖြစ်တဲ့ဝမ်မောင်ကျင်းဤစီမံကိန်းကလုပ်ငန်းတွေလက်နက်ကြီးနဲ့ပြစ်ခတ်ခံရပြီးနောက်ဒီနေ့ထိလုပ်ငန်းပြန်မလည်ပတ်နိုင်သေးဘူးလို့ဒေသခံသတင်းမြစ်တွေကအမှတ်ပြကိုပြောပါရယ်ဝမ်မောင်စီမံကိန်းအနီးကရွာတွေကိုစုစုကတပတ်ကြာစစ်ကြောင်းထိုးပြီးတဲ့နောက်ဒေသခံတွေကိုတစားကန်ဖြစ်ဖမ်းဆီးတာနဲ့တက်ဖြတ်တာတွေအပြင်လေကြောင်းကနေလည်းဘုံကျဲတိုက်ခိုက်တာတွေဇက်တိုက်လှုပ်ဆောင်ခဲ့တာပါဒါကြောင့်အမည်မသိတဲ့လက်နက်ကင်တော်လန်ရေးအဖွဲ့အစည်းက အော်တိုဘား23ရက်နဲ့25ရက်နေ့တွေမှာလက်တုပ်ပြတဲ့အနေနဲ့စီမံကိန်းထက်ကိုလက်နက်ကြီးပြခတ်ခဲ့တာကြောင့် transformer ပေါက်ကွဲခဲ့ပြီးလုပ်ငန်းမလဲပတ်နိုင်သေးပဲပညာရှင်တွေခေါ်ကပြန်လည်ပြုပြင်ဖို့လှုံ့ဆော်နေတယ်လို့ဆိုပါတယ်။ဒါပြင်ပြီးခဲ့တဲ့အော်တိုဘား25ရက်ကလက်နက်ကြီးနဲ့ပြခတ်ခံရမှုမှာတော့ဝမ်မောင်ကုမ္ပဏီရဲ့ပင်မဝင်ပေါက်ဖြစ်တဲ့နှုံချုံရေးဂိတ်အနားကြားရောက်ပေါက်ကွဲခဲ့ပြီးဝန်ထမ်းတချို့လည်းထိခိုက်ဒဏ်ရာရကအဆောင်အုံတွေပျက်စီးသွားခဲ့ပါတယ်။ အနာသိမီနောက်ပိုင်းဝမ်ဘောင်ကုမ္ပဏီအတွင်းကစီမံကိန်းမှာပြန်လည်အလုပ်လုပ်ကြတဲ့နန်းစီရီယံဝန်ထမ်းတွေလည်းအလုပ်သမားအခွင့်အရေးချိုးဖောက်ခံရသလိုအိမ်ပြန်ခွင့်လည်းမရကြဘူးလို့အဲ့ဒီအခြေအနေကိုသိသူတို့ကပြောပါရယ်လက်ရှိမှာစလင်းကြီးမြို့နယ်အတွင်းကိုစိုးစုကအင်အား150လောက်နဲ့တရားဝင်တရားထွက်စစ်ကြောင်းထိုးနေရာကြောင့်လက်ပတောင်ရွှေလီပလောင်ဂရုကုန်းဝဲကြီးဝဲကွဲဝမေစတဲ့ကျေးရွာဆရာကျော်ကဒေသခံပြည်သူ 2000ခန့်စပေးဆောင်ထွက်ပြေးနေရပြီးတော့စားတောက်နေထိုင်ရင်းနဲ့ကျမ်းမာရေးဆောက်ရှောက်မှုတွေလိုအပ်နေပါတယ်။သကိုင်းနိုင်ရဲ့မြို့တော်မိုးရွာမြို့ရဲ့ချင်းတွင်းမြစ်တဖက်ကန်ရင်းမပင်းနဲ့စလင်းကြီးမြို့နယ်တွေကစပယ်တောင်ကျေးစစ်တောင်နဲ့လက်ဝတောင်တောင်တွေကိုဖြုတ်ကတရုတ်ကကျင်းနီတူနေပြီးအဲ့ဒီတရုတ်ပိုင်မြန်မာဝန်ပေါင်းနဲ့မြန်မာရန်စီကျင်းနီစစ်ရုံတွေကိုစစ်အုပ်စုကဂိတ်ဆောင်လုံခြုံရေးယူပစ်ထားကတူပေါ်ထွက်ရှိလာတဲ့ကျင်းနီတွေကိုလည်းစစ်သည်မိုးတွေအုံပြုပြီးမြေကြောင်ကတဆင့်တဲထုတ်ပေးနေတာပဲဖြစ်ပါတယ်။